မင်္ဂလာပါရှင် Honest Review Season ကနေကြိုဆိုလိုက်ပါရစေ။မင်္ဂလာပါရှင် ကျမကတော့မပီးဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ Hip Hop Association G-Fat ရဲ့ Jin ဆိုတဲ့တခြင်းကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။အတူတူနားဆင်ကြည့်လိုက်ရအောင်ပါနော်။ တဲ့ကောင်တွေပဲတော့ပြောင်းတော့တော့ကောင်းတော့ထွက်ရတယ် Yeah မင်းနာမောင်ဖုန်းတွေပြောင်းမရှိဆိုလေးတချို့ချစ်ပြေဒီတချင်းဟာဆိုရင်အမျိုးသမီးတွေကိုလေတယ်ရှုပ်တယ်ပွေတယ်ဆိုပြီးတော့ဂျင်းနဲ့ခိုင်းနှိုင်းထားတာဖြစ်ပါတယ်။တချင်းတစ်ပုဒ်လုံးမှာဆိုရင်လည်းအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဖြစ်တည်မှုတကိုယ်ရည်လွတ်လပ်မှုလိမ်မှုလွတ်လပ်ခွင့်တွေကိုထိပါပြီးတော့ရေးဖွဲ့တည်ဆူထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျမကတော့ဒီတချင်းကိုအမုန်းစကားဖြန့်ဝေတဲ့မိမမုန်တီးရဲ့တချင်းသက်သက်ဖြစ်တာသတ်မှတ်ပါတယ်။ တချင်းစာသားထဲမှာဆိုရင်ဖျားပတိသဘာများဇန်ရှောရလောက်တဲ့ခန္ဓာကိုယ်အစိပ်ပိုင်းထွားကြီးထွားသူ့ရဲ့မွေးရပါပစ္စည်းတွေရောင်းကောင်းချက်ကတော့လိပ်ပတ်မလည်ဦးတဲ့စသဖြင့်လေမှုရေးရာမှာအမျိုးသမီးတွေကပွင့်လင်းနေတာဖြစ်နေတာကိုမနစ်ညို့တဲ့အပြင်တဆင့်နှိမ့်ကြရဲလို့တချင်းရည်သူရဲ့အမြင်ဟာစာသားတွေထဲမှာပေါ်လင်းထင်ရှားနေပါတယ်ဒါအပြင်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကြီးထွားတာကိုလည်းလင်းဖြောပြေးရေလင်းအားသာဖြို့တသက်အတွက်သာရှုမြင်နေတဲ့ပုံစံမျိုးတွေနဲ့ရေးပွဲထားတာဖြစ်ပါတယ် အမျိုးသမီးတွေအနေနဲ့ကိုယ်လင်မှုစန္ဒကိုလွတ်လပ်စွာဖော်ပြတာခန္ဓာကိုယ်ကိုကိုယ်ပိုင်ဆိုးဖြတ်ချက်ချတာရွေးချယ်တာတွေကို မုန်းတင်နေရခြင်းဟာအမျိုးသမီးတွေကိုလိင်မှုကိစ္စပြုတ်လို့ရင် ပြုတ်လောက်တာများရင်မတန့်ရှင်မကောင်းဘူးဆိုရက်အယူအဆကလာပါတယ်ဒီအယူအဆကလည်းအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မှုနဲ့လိင်မှုလွတ်လပ်ခွင့်ကိုထိန်းချုပ်ဖို့ကိုကျင့်တရားကိုလိင်မှုပေတံနဲ့တိုင်းတာတဲ့စံနှုန်းတွေကနေဖြစ်တည်လာတာဖြစ်ပါတယ် ဒါအပြင်ဒီတခြင်းထဲမှာပါဝင်တဲ့ဖောက်ပြန်တာလေနံတစ်ဖက်နင်းတာရီးစားရှိရတဲ့တကူတဲ့သမားဟန်ဆောင်တာတွေကအမျိုးသမီးတွေကပဲကျူးလို့နေတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါဟာဒီခေတ်မှာအမျိုးသားတွေမှာလည်းတွေ့နေရတဲ့လူမှုရေးအရှုပ်ထွေးများပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတခြင်းထဲမှာတော့ဒီလိုဇယက်ရှိတဲ့အမျိုးသမီးတွေကိုအကြောင်းပြုပြီးမိမတွေအားလုံးကမကောင်းဘူးခြင်းလိုပဲလို့အမွန်တရားဖြစ်ဝေထားတာဖြစ်ပါတယ်။ဒီလိုလူတစုတစ်ဖွဲ့ကိုဥတီပြီးတော့အမွန်တရားဖြတ်ဝေတဲ့တီးတခြင်းတွေဖျော်ဖြေရေးတွေဟာလူမှုအတိုက်အဝိုင်းထဲမှာ ရှိရင်ဆွဲဆန်တော်အမားတွေကိုဖြစ်စေရုံသာမကပဲကွဲပြားမှုတွေတဟဇာတာမဖြစ်မှုတွေကိုပုံမူဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ဒီလိုရေးဖွဲ့မှုတွေထုတ်လုပ်မှုတွေမပြုတ်လုခင်မှာကိုယ့်ရဲ့ထင်မြင်ယူဆချက်အမုန်းတရားတွေကဘာကြောင့်ဖြစ်တည်လာသလဲတကယ်ရောမှန်ရဲ့လားတစ်ဖက်သက်ထင်မြင်ယူဆချက်တွေလားဆိုတာကိုသုံးသပ်စီချင်ပါတယ်ရှင်။ဒီနေ့စီစဉ်ကတော့ဒီမာတင်ပြီးဆုံးပါပြီ။အိရှန်ရဲ့စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဒီလိုမျိုးဟာတာအငိတ်တွေရုပ်ရှင်တွေတချင်းတွေကြော်ညာတွေကနေတဆင့်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုနဲ့အကျဉ်းဖတ်မှုမြောက်စေတဲ့ဖော်ပြမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။